ဘုဇိုင်းမင်းလေးတွေဟာတာမန်မဲကြည့်မယ်ဆိုရင်ပြည့်ပြည့်စုံတယ်။လပပြီးချစ်စရာကောင်းတယ်။ဆွဲဆောင်မှုရှိတယ်လို့ထင်ရပေမဲ့ဘုဇိုင်းမင်းလေးတွေမှာမပြည့်စုံမှုမတည်မြဲမှုရိုးရှင်းမှုနဲ့တဘာဝရဲ့လက်ရာတွေပြည့်နေနေတယ်ဆိုရင်မမားပါဘူး။ဟုတ်ပါတယ် ဘွန်ဆိုင်လို့ဆိုလိုက်ပြီးတော့ဘွန်အိုလေးထဲမှာစိုက်လိုက်တဲ့ဘွန်ဆိုင်ပင်မှာဂျပန်ရင်ကျင်းမှုရဲ့အနှစ်သာရပါတဲ့အတွေးအခွန်နဲ့အလအပအမြင်တရက်ဖြစ်တဲ့လက်ခံတက်ခြင်းတံပိုးထားခြင်းနဲ့တဘာဝအလပိုင်အတိတ်ပဲကိုဖွင့်ဆိုခြင်းပဲဖြစ်တယ်ဆိုရင်တော့လုံးဝမားမထင်ပါဘူးဒါတွေကိုပြောမယ်ဆိုရင်ဝါဘီစာဘီကိုနားလည်ဖို့လိုအပ်တဲ့အတွက်ဒီကနေ့ဗီဒီယိုမှာတော့ဝါဘီစာဘီအကြောင်းကိုဝေမျှသွားမှာပါကျွန်တော်ကတော့ Leo Bonsai Energy Channel အဒီပါ ကျွန်တော်တို့ channel ကို like and subscribe လုပ်ပေးသွားပါအောင်လို့တောင်းဆိုချင်ပါတယ်ဆက်လက်ကြအောင်ဗျာဝါဘီဆာဘီဟာဂျပန်ရင်ကျင်းမှုရဲ့အနှစ်သာရပါတဲ့အတွေ့အခွန်နဲ့လအပအမြင်တရဖြစ်ပြီးတော့အခုကျွန်တော်ပြောပြမယ့်အချက်တွေကိုလက်ခံခြင်းတံပိုးထားခြင်းနဲ့အလအပအတိတ်ပဲကိုဖွင့်ဆိုခြင်းပဲဖြစ်ပါတယ်နံပါတ်1ကတော့မပြည့်စုံမှုဝါဘီဆာဘီမှာအမားတွေပုံမှန်ပြက်နေကြတယ် ုံပန်းမကြတာတွေစတဲ့ပြက်ယွန်းနေတဲ့အရာဝတ္ထုတွေပေါ်မှာတရှိနေတဲ့တဘာဝကြတဲ့အလတရားကိုမြင်အောင်ကြည့်နိုင်ခြင်းဟာလေအဓိကကြပါတယ်။ဥပမာညင်ပြောပြရရင်အစ်စ်ဆက်ဆက်လပ်ပနေတဲ့ကျွေအိုးဟာလပ်ပတယ်လို့အဲ့ရလေးပါနေတဲ့ကျွေအိုးဟာလည်းလပ်ပတယ်လို့မြင်အောင်ကြည့်နိုင်ဖို့လိုအပ်ပါတယ်။မညင်ညာတဲ့ခြေထဲတွေညင်ညင်ညာညာရက်လုတ်ထားတဲ့အဲခြေထဲတွေကလပ်ပတယ်လို့မညင်မညာတဲ့တဘာဝအတိုင်း ဖြစ်နေတဲ့ cheater တွေဟာလည်းလပပါတယ်။နမနဲ့မတီမြဲမှုလောကကြီးထဲမှာအရာအလုံးဟာပြောင်းလဲခြင်း၊အိုမင်းရင်ရောခြင်းနဲ့ပျက်စီးသေးဆုံးခြင်းဆိုတဲ့တဘာဝတရားရဲ့အစစ်မှန်သဘောတရားတွေရှိပါတယ်။ဥပါနေနဲ့ပြောရရင်မိုးဥကြမှာစိမ့်လန်းစုပြင်းနေတဲ့အပင်တွေဟာဆောင်းတွင်းမှာတော့အရွက်ကျွေသွားခြင်းအရွက်ကျွေသွားတဲ့ပြောင်းလဲခြင်း၊ရာသီအလိုက်အရွက်တွေအယောင်ပြောင်းသွားတတ်ခြင်း ဒါအပင်တွေရဲ့မတိမဲတဲ့သဘောတရားကို နားလဲဖို့ပဲဖြစ်ပါတယ်ရိုးရှင်းမှုရိုးရှင်းမှုဆိုတဲ့နေရာမှာလူတွေကစိတ်ကြိုက်အလစင်တာမျိုးမဟုတ်ပဲပြီးပြည့်စုံအောင်ထပ်ပေါင်းအလစင်တာမျိုးလည်းမလုပ်ပဲနဲ့ရှိတာလေးနဲ့လပ်ပနေတဲ့အလပတဘာဝအတိုင်းဖြစ်နေတဲ့ငြိမ်းချမ်းတာယာမှုအလပကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်ကနုတ်တွေထွင်းထူထားပြီးပေါ်လစ်တိုက်ထားတဲ့လပ်ပတဲ့စပွဲ လပ်ပနေတယ်လို့မူလအတိုင်းတစ်တာရင့်ရင့်နဲ့ပြုတ်လုထားတဲ့ဘုံမင်းရင်ရော်နေတဲ့အောင်းနှမ်းနေတဲ့ဇပွဲလေးရတယ်သူအလပ်ပါလေးကိုရှိပါတယ်နံပါတ်၄ကတော့တဘာဝရဲ့အလပ်ပါပေါ့နော်အတစ်ဆက်ဆက်ဆိုပြီးစိမ့်လန်းနေတဲ့နေမှုထက်အတစ်ဆက်ဆက်ဆိုပြီးစိမ့်လန်းနေနေတာထက်အချိန်နဲ့အမျှဖြစ်ပေါ်လာတဲ့ရင့်ကျက်မှု ပြတ်သုံးမှုတွေရာသီဥတွေဒဏ်ရာတွေဟာလည်းလပ်ပါတယ်လို့ချစ်တက်ခြင်းတမျိုးဟာလည်းဝါဘီစာပီရဲ့လက်ရာတမျိုးပဲဖြစ်ပါတယ်။ဥမာနေပဲပြောရလို့ရှင်တော့ရင်းကြီးတွေတက်နေတဲ့ကြောက်တုံတုံလေးတိုက်စားနေတဲ့တပင်တပင်တွေဟာဒါတွေဟာလည်းလူတွေလှုပ်ထားတာမဟုတ်ပဲတဘာဝရဲ့အလပတရားပဲဖြစ်ပါတယ်။ဝါဘီစာပီရဲ့နည်းနည်းလာတဲ့အတိတ်တွေထဲမှာတော့အလပြမှုမဟုတ်တဲ့စိတ်သက်အေးရာ လပ်ပမှုဖြစ်ပါတယ်။အရာဝတ္ထုရဲ့အပြင်းပန်းထက်အဲ့ဒီအရာဝတ္ထုရဲ့တမိုင်ခံစားမှုနဲ့တဘာဝနဲ့ရင်းနှီးမှုကိုပိုပြီးတန်ဖိုးထားရမှာပါ။စိတ်ငြိမ်ချမ်းမှုအတွက်ပြီးပြည့်စုံတဲ့အဲပြည့်ပြည့်စုံတဲ့လိုက်စားမှုကိုဆွန့်လွတ်ပြီးတော့လက်ရှိအခြေအနေကိုလက်ခံချင်းငါကရရှိလာတဲ့စိတ်သက်သာမှုဒဏ်ရာကိုစိတ်သက်သာမှုခံစားချက်ကို ပို့ပြီးတော့အလေးထားရမှာပါ။ အတွင်းစိတ်ရဲ့ရောင်ပြန်ဟတ်မှုတွေဟာဝါဘီစာဘီအလဟာပစ္စည်းပေါ်မှာအရာဝတ္ထုပေါ်မှာဒါမကအဲ့ဒီအရာဝတ္ထုကိုကြီးစုသူရဲ့နှလုံးသားထဲမှာပေါ်ထွန်းလာစေခြင်းဟာဝါဘီစာဘီရဲ့အဓိကနဲ့နဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဝါဘီစာဘီတွေကိုဘလို့တွေ့နိုင်လဲပွန်ဆိုင်ဆိုင်ပုံနေတဲ့အချိန်မှာပွန်ဆိုင်မြင့်တွေမှာတော့ဝါဘီစာဘီကိုအများဆုံးတွေ့နိုင်ပါတယ်အဲ့ဒါတွေကတော့ကွင်းနေတဲ့ကွေးကောက်နေတဲ့ပွန်ဆိုင်ဘီရဲ့အကိုင်းလေးတွေရာဒီဥဒုတန်ခံရတဲ့ အဲပွန်ဆိုင်ပင်စီတွေမိုးချိုပြစ်တန်းခံပြီးမီးလောင်သွားတဲ့အဲပင်စီတွေအယုံငုံငုံထွက်နေတဲ့အဲပင်စီပုံစံတွေပေါ့နော်နောက်ပြီးတော့ဝါဘီဆာဘီယာအရာရာတိုင်းရဲ့မပြည့်စုံမှုပြောင်းလဲပျက်စီးမှုနဲ့ရိုးရှင်းမှုတို့ကိုနှစ်သက်နိုင်စွာဖြစ်ပါတယ်ဝါဘီဆာဘီယာဘဝရဲ့အမှန်တရားကိုလက်ပါစွာလက်ခံနိုင်တဲ့စိတ်ဓာတ်ဖြစ်ပြီးတော့အချိန်နဲ့တဘာဝတရားရဲ့လက်ရာကိုကြည်နုတက်တဲ့နှလုံးသားပဲဖြစ်ပါတယ်